ားလုံးမင်္ဂလာပါ Marshall Academy Channel နဲ့ပြည်သားအလုံးချိုးဆိုပါရခင်ဗျာကျွန်တော်တို့ Marshall Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ One Championship UFC အစရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေရဲ့ထူးခြားတဲ့အကြောင်းအရာကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshall လောကကိုစနေတဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့ကျွန်တော်ကမြတ်တရရခင်ကြပါရခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကျွန်တော်ပြောချင်တာကတော့ လက်ရှိမှာဆိုရင် one championship က one friday fight 132ပြိုင်ပွဲကိုစတင်ကျင်းပနေပြီအဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုစားပြု fighter လေးတွေပါဝင်ထိုးသက်ကြမယ် veronica တန်းစင်နဲ့စိုးနောင်တို့ကထိုးမယ်စိုးနောင်ကတော့ပထမအဦးဆုံးထိုးမယ်ပြီးရင်တန်းစင်ကထိုးမယ်ကိုမင်းနေရာမှာတော့ကျွန်တော်တို့ကရင်လဝင်းမယ် veronica ကထိုးမယ်သူတို့နဲ့ထိုးသက်မဲ့ fighter တွေအကြောင်းကိုလည်းကျွန်တော်ကအခြေတဝင်းပြည်သက်တွေစီတင်ပြထားပြီးပြီဒါကြောင့်မလို့ အထူးတလေပြောနေစရာမလိုတော့ဘူးလို့ထင်တယ်။ဒီနေ့ပြောချင်တာကပွဲရှိတယ်ဆိုတဲ့အကြောင်းလေးကိုပရိသတ်တွေသိအောင်ကျွန်တော်ကလာရောက်မျှဝေပေးတာ။ပြီးရင်ပွဲထဲမှာဘလို့ခင်းချင်းလေးတွေဖြစ်လာနိုင်လဲဆိုတာကိုတော့နည်းနည်းလေးတော့ပြောချင်ပါတယ်။ကျွန်တော်တို့ fighter တွေကဒီနေ့ထိုးမဲ့ပွဲတွေကပွဲကောင်းပွဲချင်းနေလို့ပြောလို့ရတယ်။ပြီးတော့ fighter ၃ယောက်လုံးအတွက်ကလည်းဒီပွဲကအရေးကြီးတယ်လို့ပြောချင်တယ်။ဆိုးနောင်ဦးကလည်းဝမ်းမှာတပွဲထိုးထားတယ်။အဲ့ဒီပွဲကို ိုင်းအဆုံးဖြတ်နဲ့ရှုံးထားတယ်။ဒါကြောင့်မလို့စိုးနောင်အတွက်ကလည်းဒီပွဲကအရေးကြီးတဲ့ပွဲလို့ကျွန်တော်ကပြောချင်တယ်။ဒီပွဲမှာနိုင်မွေးယူပြနိုင်မှကျွန်တော်တို့ဖိုက်တာလေးကနောက်ပွဲ1မှာဆက်ပြီးရည်တည်နိုင်မှုရာခိုင်နှုန်းများတယ်။အကယ်၍များဒီပွဲမှာရှုံးသွားခဲ့ရင်နောက်ထပ်ဝမ်းချမ်းမင်းရှစ်မှာကခွင်းလန်းနေသွားပြီ။နောက်တစ်ယောက်ကတန့်တယ်။တန့်စဉ်ကလည်းအားလုံးသိတဲ့အတိုင်းပဲရှုံးမွေးဆက်နေတာတော်တော်ကြာပြီ။သုံးပွဲဆက်လေးရှုံးထားတယ်။ဒါကြောင့်ဒီပွဲသာရှုံးသွားရင်တန့်စဉ်ကဝမ်းချမ်းမင်းရှစ်မှာတကယ်ကိုမှ ပြုတ်ကျသွားပြီလို့ကျွန်တော်တို့ကပြောလို့ရတယ်1 level မဟုတ်တော့ဘူးလို့လည်းသတ်မှတ်လို့ရတယ်ဒါကြောင့်မလို့တန်းစင်ကလည်းဒီပွဲမှာနိုင်ဖို့အရေးကြီးတယ်ဖရိုနီကာဖရိုနီကာကကျတော့ချန်ပီယံစင်ခေါ်ခွင့်ရဖို့ပြင်မှတ်ထားနေတဲ့ fighter ဒါကြောင့်မလို့ဒီပွဲမှာလည်းဖရိုကနိုင်ဖို့ယူပြနိုင်ဖို့လို့တယ်ဒီပွဲမှာပါနိုင်သွားရင်နောက်ပွဲမှာက fighter ရှားပါမှုကြောင့်အကယ်၍များဒီပွဲမှာအကောင်းဆုံးလက်ဆွမ်းပြနိုင်ရင်ဖရိုကိုချန်ပီယံစင်ခေါ်ခွင့်လည်းပေးကောင်းပေးလိုက်နိုင်တယ် ဝမ်ချမ်ပီယံရှစ်ရဲ့အဒမ်ဝိတ်တန်မှာဖိုက်တာရှားပါတယ်မြို့သူမျိုးဝိတ်တန်ဖြစ်တဲ့ကြောင့်မလို့အဲ့ဒါကြောင့်မလို့ဝမ်ကဘလို့စီစဉ်မလဲဆိုတာကျွန်တော်တို့ကကြည့်ရမယ်ဖရိုအတွက်နိုင်မွေးရသွားရင်ဒီထက်မြင်မာတဲ့အခွင့်အလမ်းတွေကအများကြီးပွင့်လာနိုင်တယ်လို့ပဲပထမဆုံးကျွန်တော်ကပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ကဒီပွဲရှိတဲ့အကြောင်းလေးနဲ့ပွဲပေါ်မြန်မာကိုယ်စားပြုဖိုက်တာ၃ရောင်းရဲ့အကြောင်းလေးကိုလာရောက်မျှဝေပေးတာပါမြန်မာကိုယ်စားပြုထိုးမဲ့ဖိုက်တာတွေကတော့စိုးနောင်တန်စင်နဲ့ဖရိုလို့ဖြစ်ပါတယ်စိုးနောင်ရဲ့ပွဲကတော့ တွေ့ဆိုင်လေးလေးဆိုင်မြောက်မှာထိုးသက်မယ်ဒါကြောင့်မလို့မြန်မာစံတော်ချိန်အဖြစ်ည7:00နာရီကျော်ဝင်းကျင်မှာကြည့်ရမယ်တန်းစင်ကတော့9:00နာရီဝင်းကျင်လောက်မှာကြည့်ရမယ်ဖရော်ကတော့10:00နာရီခွဲ7:00လောက်မှာကြည့်ရမယ်တို့ထင်မြင်စမိပါတယ်ခင်ဗျာရှေ့တဲ့တွေ့ဆိုင်တွေပေါ်မူတည်ပြီးတော့အချိန်လေးကတော့နေငယ်ပြောင်းလဲရှိနိုင်တယ်ကျွန်တော်တို့အတူတူအားလုံးအားပေးကြမယ် One Channel Share Facebook Page နဲ့ YouTube Channel ကနေတိုင်းရဲ့ကြည့်ရှုလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါပရိသတ်တွေလည်းအဆင်ပြေပြီးကြည့်ရှုနိုင်ပါစေလို့ဆုတောင်းပေးပါတယ် ပရိသတ်တွေလိုအပ်တာရှင်လဲ comment မှာဆွေးနွေးပြီးမှတ်ချက်ပေးခဲ့လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲဒီနေ့ထုတ်သက်မဲ့ကျွန်တော်ကိုစားပြီး fighter 3ရဲ့အကြောင်းကိုလာရောက်မျှဝေပေးတာပါနောက်ရက်ဒီမှာလည်းကျွန်တော်မှ share ခဲ့ရမီ channel နေအခုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ1 championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုစားပြီး fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်နေဆက်ပေးနေမှာဖြစ်ပါတယ်ဒါကြောင့်မလို့ Marshall Lock ောက်ချိန်တက်တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ channel လို့ like and subscribe လို့ထားဖို့မြစ်တိုင်ခင်ဗျာပိတ်တော်လို့ထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ